ရှင်းပြဟောတပည့်တော်ဝေဒန္တရာဇတ်တော်အကြောင်းနဲ့ပတ်သက်ပြီးတော့မေရှင်းလို့ပါမယ။ဝေဒန္တရာဇတ်တော်မှာပါဝင်တဲ့အကြောင်းအရာတွေကအကုန်လုံးကမှတ်ကန်တယ်လို့ထင်ပါတာရှင်ဖေ။ဘာကြပါလဲဖေ။ဝေဒန္တရာဇတ်တော်ကအလုံးမှန်ကန်တယ်လို့ထင်သလားဟဲ့လားကလေး။မှန်ပါဗျာ။ဒီကြီးတို့ကဘုန်းကြီးတို့မှာကြတော့ ုဒ္ဓရဲ့ဒီသာသနာတော်မှာယုံကြည်ခြင်းတတ္တာတရားရဲ့ပညာတရားရဲ့နှစ်ခုပေါင်းစပ်မှအဖြေတစ်ခုထွက်တော့ပေါ့နော်ပညာတွေကွန်ပြီးတော့တရားတရားအားနဲ့ဗုဒ္ဓရဲ့ပိဋကစာပေတွေကိုတန်တရားဝင်ကြတယ်ယနေ့ခေတ်တော်တော်များများစတ်တော်တွေကိုဝေဖန်လာကြတယ်ဒီကြားထဲဘုန်းကြီးတွေကလည်းအနောက်တိုင်းပညာတွေသင်ပြီးတော့အဲတီဟိုတို့ယူရီယာတို့ မေရိကန်အင်္ဂလန်စသဖြင့် MA တွေ PhD တွေယူပြီးပြန်လာတဲ့ဘုန်းကြီးတွေကတတော်များများကဝေဖန်တာမျိုးလည်းရှိတယ်။ဒါတွေကဝေဖန်ယုံမဲရှိတယ်။တကယ်တမ်းတသက်မပြနိုင်ကြအောင်။မမြင်နိုင်တဲ့အရာတွေကိုတပြည့်ဘုန်းကြီးတို့လည်းအတိအကျပြောလို့မတတ်ဘူး။တပြည့်ဘုန်းကြီးတို့အနေနဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုယုံကြည်ခြင်းတတ်တာတရားရဲ့ပညာတရားရဲ့အလယ်လန့်ကိုထားပြီးတော့ပဲဒီဇတ်တော်တွေကိုလေ့လာရပါတယ်။ အချို့အရာတွေကကိုညံမမိနိုင်ဘူးပေါ့မဖြစ်နိုင်ဘူးလို့ထင်တယ်ပေါ့မဖြစ်နိုင်ဘူးလို့ထင်ဥပမာဖျားလောင်မှုမွေးချင်းစကားပြောတာတွေရှိတယ်ဒါကလောကအနေနဲ့ဘယ်လိုမှမဖြစ်နိုင်တဲ့အရာတွေကိုမယုံဘူးလို့ပြောရင်ဥစဉ်တို့တွေဒါကိုရဲ့တဒါတရားအနှဲသွားတဲ့သဘောကိုတက်ရောက်တယ်ပေါ့နော်ဝိတန္တရာဇတ်တော်ဟာမြတ်စွာဘုရားဟောတဲ့အထာခရာကြီးဖွင့်တယ်ပေါ့အဲ့ဒီမှာအားလုံးကိုယုံလာလို့ပြောရင်တော့ ဘုန်းကြီးအနေနဲ့ပြောရင်တော့ယုံတယ်လို့ပဲပြောအောင်။ဘာဖြစ်လို့ယုံတယ်လို့ပြောရလဲဆိုတော့ဒီဗုဒ္ဓရဲ့ဒီစာပေတွေကအယံလုံးလို့မရပါဘူး။တန်ခါယနာ6ကြိမ်တင်ခဲ့ရတယ်။ပထမတန်ခါယနာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ဆံပြီးခုနှစ်ရက်မှာသူပရယံစုကြီးရဲ့ဝိနည်းဖြတ်တဲ့တရားတွေပေါ့နော်။လုံးချင်အောင်လုပ်တော့မယ်ဘုရားမရှိဘူး။အဲ့ဒီကနေစပြီးရှင် မဟာကပ္ပမတို့ဟာဘုရားပြိဋိနိဗ္ဗာန်ဆံပြီးတော့၃လမှာပထမဒါနာတင်တယ်။အဲ့ဒီတန်ခါယနာမှာမြတ်စွာဘုရားဟောတွေပါတယ်။နော်။ဒီတာဝကတွေဟောတဲ့တရားတော်တွေလည်းပါ။အားလုံးဟာဒါအတည်ပြုထားတယ်နော်။ဒုတိယတန်ခါယနာကိုဗုဒ္ဓံပြိဋိနိဗ္ဗာန်နှစ်ပေါင်းတရားမှာတင်တယ်။အဲ့ဒါလည်းအကောလုံးဘုရားဟောပါဠိတော်ထာခရာတိပဲ။အစဉ်ဆက်ဆင်းသက်လာတယ်။တတိယတန်ခါယနာကိုဥစဉ်တို့ဒီအိန္ဒိယနိုင်ငံမှာ အတော်ကမင်းကြီးလက်ထက်မှာတင်းဒါလဲရဟန္တာအရှင်မြတ်ကြီးပဲဒိဋ္ဌိကျေကြီးပဲအဲ့လိုဆိုတော့ဒီတရားတော်တွေကအားလုံးကတပြင်းကြီးဆင်းသက်လာသတ္တရတန်ခန္ဓာကိုတီဟိုမှာပေထအခါတင်ခဲ့ပွေစုံကနှုတ်တအာကုန်ကြီးပဲလာတယ်ပေထအခါတင်နှုတ်တအာကုန်ယူလာတဲ့အခါမှာတချို့သောတုတ်တန်တွေကအချင်းချင်းလွဲတာတွေရှိတယ်အယူဆလေးတွေသူ့ရဲ့ဆရာအစဉ်ဆက်အာကုန်ဆောင်တဲ့အတိုင်းပဲတည်လာတဲ့အတွက်မပြင်ခဲ့ဘူးအဲ ထပ်ပြီးတော့မတွတ်သွင်းခဲ့ဘူးအစင်တိုင်းပဲလာခဲ့တာအဲ့ဒီတိုင်းပဲဘာနာကတွေအာဂုံဆောင်ခဲ့တဲ့ဆရာတော်တွေအစင်ဆက်တဲ့ဒီစာတွေကိုထိမ့်သိမ့်ခဲ့စတုရတန်ကနာအတင် ရောက်တဲ့အခါမှာပိဋကခရာကိုတင်လိုက်တာပိဋကခရာပြီးမှနောက်ဆုံးဆိုပင်စမအခရာပင်စမတန်ဃာယနာတင်တယ်မင်းကိုမင်းလက်ထက်မှာကြောက်ထအခရာတင်ဒီဆုံးပိဋကတွေကအစင်အတိုင်းပဲလာနေတယ်ဆိုတော့ဆရာတော်တို့အနေနဲ့ယုံကြည်တယ်ကလေးနော်ယုံကြည်တယ် ယုံကြည်ပြီးတော့နောက်ဆုံးစတ္ထတန်နာသည်ဥန္ဒုလက်ထံမှာတင်ခဲ့တယ်မဟာစီဆရာတော်ကြီးတို့မင်းကွန်းဆရာတော်ဘုရားကြီးတို့ဟုတ်လားအဲ့လိုဆိုတော့စာပေကလုံးဝမမှားဘူးအစဉ်ဆက်ပဲဥစဉ်တို့ရဲ့ပုထုဇဉ်တွေကညံမလိုက်နိုင်ဘူးတဲ့နောက်ပြီးတော့ဒီစာပေတွေကကျယ်ပြန့်တယ်ပြီးတော့ဒီရှစ်ခစ်ကဖြစ်ပြတဲ့အကြောင်းတွေနဲ့ယနေ့ခေတ်နဲ့မတူညီတာတွေအများကြီးရှိတယ်အမှမြင့်မို့တောင်းနေတဲ့ခါတလေပါတယ်မယုံဘူးတိတ်ပန့်နေတယ်လိုက်ရှာလို့လည်းမရဘူးနှက်ပြည်လည်းမရှိမှမရှိတယ်နှက်ပြည်ဘယ်သူသိတယ်ယုံလားနှက်ပြည်ရှိလား ယုံလားနောက်တိုင်းမှမရှိဘူးလေဒါပေမဲ့သူတို့မယုံနိုင်ပေမဲ့ဦးဇင်းတို့ယုံနေတယ်ဘာဖြစ်လို့ယုံလဲဖယားဟောထားတယ်လေဖယားဟောတချို့လည်းတကယ်တမ်းလက်တွေ့ပဲတချို့လူဝင်စားတွေဟုတ်တယ်မလားပေဟွာပြန်ပြီးလက်တွေ့ကြုံရင်းနဲ့တကယ်ယုံလာကြတာမဟုတ်ဘူးလားဒါကြောင့်ဒီစာပေတွေကဖယားလက်ထက်ကနေအစဉ်အဆက်ရန်တာအရှင်မြတ်ကြီးတွေထိမ့်သိမ်းရှောက်ရှောက်ခဲ့တယ်အဲ့ဒီထဲမှာအနှဲငယ်ပုတ်လေးတွေတချို့တလေချော်လာလေးတွေရှိကောင်းရှိနိုင်တယ် ဒါပေမဲ့လုံလုံကြီးမားတာမျိုးတော့မရှိပါဘူးဟုတ်ပြီလားဒါကြောင့်ဥစဉ်အနေနဲ့တော့ယုံတယ်ဘလို့ယုံတယ်တတ္တာတရားနဲ့ယုံကြည်ပေးရဘာမှမဖြစ်ပါဘူးမယုံလို့လေဟုတ်တော့မလားယုံတာမယုံတာအထက်ကိုကိုယ်အတွက်အကျင့်ကိုကဒီတီလာကိုကျင့်ရင်ကိုယ်အတွက်ငြိမ်းချမ်းတယ်တမာတိကိုကျင့်ရင်ကိုယ်အတွက်စိတ်တွေတည်ကြည်ပြီးအေးမြလာတယ်ဝိပဿနာတွေရှုလိုက်တခါတည်းနောက်ဆုံးတန်ရိုးစဉ်တွေပြတ်ပြီးကိလေသာလွတ်မြောက်လာလက်တွေ့ကျင့်ရင်လက်တွေ့ရနေတဲ့အတွက်ကိုယုံကြည်နေတယ်ဟုတ်တော့မလား ဘုန်းနာရဲ့တရားတော်တွေဒီမိုက်လိုကြည့်ကြည့်လေတရားတော်တွေကကြားနာယုံပင်အပူဆင်၍ကျင့်လင်ချမ်းသာကျင့်ကြည်ခါလေလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နဲ့စကန်းသိမ့်အောင်မှန်းလင့်ရည်ရောကောင်းစွာဟောကြားတဲ့ဓမ္မတွေလေဒီမိုက်ရောဟုတ်တယ်မလားဘုန်းနာရဲ့တရားတော်နာရင်စိတ်မချမ်းသာဘူးလားလက်တွေကျင့်ကြည့်တီလာကိုကောင်းစွာကျင့်တာနဲ့ကိုမစိတ်တွေအေးချမ်းပြီးတော့ဟုတ်တယ်မလားတမာတိတွေအားထုတ်လိုက်တာနဲ့အေးချမ်းပြီးတော့ဏိဝရတွေကင်းသွားတာနဲ့ ငြိမ်းချမ်းသွားတာချက်ချင်းကိုခံစားနေရတော့ပို့ပြီးတော့ယုံကြည်လာတယ်ပေါ့ဒါကြောင့်မို့ယုံကြည်မှုတွေအားပြော့လာပြီဆိုရင်လက်တွေ့ကျင့်သုံးမှုကိုတွားရတယ်ဟုတ်ပြီနော်လက်တွေ့ကျင့်လိုက်တဲ့အခါမှာအော်ဗုဒ္ဓရဲ့တရားတော်တွေတိတ်မှန်တာပဲဆိုရင်ကိုကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့တနေ့မှာသူတစ်ပါးတွေဘလို့ပဲပြောပြောဘလို့ပဲဝေဖန်ဝေဖန်ကိုယ်အနေနဲ့ပြုံးပြုံးကြီးပဲကြည့်နေရတော့တယ်ဟုတ်ပြီနော်ဒါကြောင့်ကလေးဝေဖန်ခွင့်ရှိပါတယ်ဗုဒ္ဓတရားတော်ကနော်စီစစ်ခွင့်ရှိပါတယ်ဒါပေမဲ့တဏ္ဍာနဲ့ပညာနဲ့လက်ကင်ထားပြီးတော့ဝေဖန်စီစစ်ဖို့လိုတယ်နော်